င်္ဂလာပါမေနဲ့ database ကမေးပါချက်မေးလေးတိလားအဲ့ဒီ man အနေကိုမေရှာမတွေ့တော့လို့ပေါ့နော်မေးကိုလာမေးထားကြတယ်ခိုင်းခေါ်နဲ့ပတ်သက်ပြီးသွားမဲ့သူတွေပေါ့နော်ဒီဘဝဆောက်ရှောက်ရေးနဲ့ပတ်သက်ပြီးသွားမဲ့သူတွေပေါ့နော်မေးကိုလာမေးထားကြတာရှိရယ်သပင်ဆေးဆိုးသွားလို့ရလားဆိုတဲ့ကိစ္စမျိုးတွေလာမေးထားတာရှိရယ်ပေါ့နော်မရပါဘူးရှင့်မဆိုးသွားပါနဲ့နော်ဟိုဘက်ရောက်တော့မှကို့အလုံးရှင်တစ်သေးနဲ့တိုင်ပင်ပြီးတော့ပေါ့နော်ကို့ရဲ့အလုတ်ကအထက်အရာရှိတယောက်ယောက်နဲ့တိုင်ပင်ပြီးတော့မှအရန်အရာမရဲတဲ့ ကာလာမျိုးဆိုစိုးလို့ရတယ်ဘာညာဆိုသူတို့ဘက်ကလက်ခံပါပဲစိုးပါရှက်နော်စသွားတဲ့ကမစိုးသွားပါနဲ့နော်ခိုင်းပေါ်နဲ့ပတ်သက်ပြီးသွားမဲ့သူတွေစသွားတဲ့ကသပင်အရောက်စိုးသွားတာမျိုးတွေလုံးဝမလုပ်ပါနဲ့နော်အဲ့ဒီဟာတစ်ခုကိုမပြောချင်နဲ့ပြီးတော့ကျတော့စသွားတဲ့အချိန်မှာခြေစွတ်တွေပါတွေဝယ်တဲ့သူတွေပေါ့နော်ခြေစွတ်ဒီဘက်ကနေဝယ်သွားတဲ့သူတွေဆိုလို့ရှိရင်ခိုင်းပေါ်နဲ့သွားမဲ့လို့ဆိုမေးအကြံပေးချင်တာကခြေစွတ်အမဲရောင်မဝယ်ပါနဲ့ရှင့်နော် ဆေးုံနေဂေဟာတွေမှာလောက်ကမှာဖြစ်တဲ့အတွက်ကိုသူတို့စီမှာကအနက်ရောင်ဆိုတာကဝန်းနေချင်းအထိမ့်မှဖြစ်ပါတယ်။နော်လူတွေပါတယ်ဆုံးတဲ့အခါဝိကရတဲ့ဟာမျိုးတွေဖြစ်တယ်ပေါ့နော်။အဲ့တော့ကြတော့အနက်ရောင်ကသူတို့အတွက်ကိုဒါဆုံးတဲ့အချိန်မှာဝိကရတဲ့ဟာတွေဖြစ်တဲ့အတွက်ကိုဆေးုံနေဆေးကန်းနေဂေဟာတွေမှာကဒီလိုအနက်ရောင်တွေဝိကရတာအဆင်မပြေဘူးရှင့်။နော်မေးဆိုလို့ရှိရင်မေးလုတ်ခဲ့တဲ့ဈေးုံပါဆိုရင်ခြေစုပ်အနက်မဝေခါဘူးနော်အဲ့လိုအရာမျိုးလေးဆိုရှောင်းသွားပါပြီးတော့ကြတော့ အလုတ်စမဝင်ခင်မှာကို့အလုတ်နဲ့ပတ်သက်တဲ့စီးကန့်ချက်စာရွက်ပုံစံမျိုးကိုကို့ကိုလက်မှတ်ထိုးခိုင်းနေရှင်အဲ့ဒီစာရွက်ထဲမှာဘယ်အချက်တွေရေးထားတော့ဆိုတော့တည်တည်ချာချာသိအောင်နားလည်အောင်ဖတ်ပြီးမှလက်မှတ်ထိုးပါနော်အဲ့ဒီတွေကစီးကန့်ချက်တွေအတိုင်းကိုလိုက်နာပါနော် အဲ့ဒီဟာလေးတစ်ခုကိုမေးအကြံပြုချင်ပါတယ်မေးကိုမေးထားတဲ့သူတွေရှိရယ်ပေါ့နော်တခါတည်းမေးဒီဗီဒီယိုထဲမှာပဲတခါတည်းပေါင်းဖြေပေးလိုက်တယ်နော်ထပ်ထပ်ပြီးတော့လေအစီမင်းစည်းကမ်းနေအများကြီးရှိသေးတယ်ပေါ့နော်အဲ့ဒီဟာလေးကိုမေးအကြံတော်ထပ်ပြီးတော့ရှင်းပြပေးအောင်မယ်အခုကတော့လိုအပ်တဲ့အပိုင်းလေးတွေကိုမေးရှင်းပြပေးလိုက်တာနော်ပြီးတော့ကြတော့သူတို့စီမှာကအဟနက်ကိုအရောက်အနီတို့အနက်တို့အဲ့လိုအဲ့လိုမျိုးကလာကြီးစီးလို့မရဘူးဒီခိုင်ခေါ်နဲ့ပတ်သက်တဲ့အလုပ်တွေမှာများသောအားဖြင့်ဖနှောက်ကိုအဖြူတွေပဲစီးကြတာများတယ်ရှင့်အဖြူတွေပဲလက်ခံပေးတာများတယ် နော်အဖြူကောင်မှနည်းနည်းလေးခဲဖောက်တာတော့ဘာလို့များလို့တော့လက်ခံပေးတဲ့နေရာမျိုးတွေလည်းရှိရဲ့ချက်နော်အဲ့တော့ကြတော့ခိုင်းပေါ်သမားတွေကဖနက်ကိုဘိုးဖနက်ကိုပေါ့နော်ဘိုးဖနက်ကိုအဖြူပဲစီးရပါမယ်ရှင်ချေအိတ်ကိုလည်းအနက်ရောင်လုံးဝသုံးလို့မရပါဘူးကြောင်ကြောင်ကြာကြာအရောင်တွေလုံးဝသုံးလို့မရပါဘူးနော်ပြီးရင်ရေမွေးတွေအနံပြင်းတဲ့ရေမွေးတွေဆွတ်လို့မရဘူးရှင်နော်အဖိုးဖွားတွေအတွက်ကိုအနှောက်အယှက်ဖြစ်မှာဆိုလို့အနံပြင်းတဲ့အနံပါတဲ့ရေမွေးမျိုးတွေအနံပါတဲ့ဂျိုင်းလေးစီမျိုးတွေအနံပါတဲ့ဟာတွေသုံးလို့မရဘူးရှင် နော်အနက်မပါတဲ့ဟာတွေတုံးပါပဲအဆင်ပြေမယ်နော်အဲ့ဒီလိုမျိုးစီမင်းစည်းကမ်းနေလဲအများကြီးရှိပါရဲ့ရှင့်နော်ကို့အလုပ်ကိုမဝင်ခင်မှာသူတို့ချမှတ်ထားတဲ့စီမင်းစည်းကမ်းထုတ်ထားတဲ့စာရွက်ကိုတည်တည်ချာချာလေးဖတ်ပါနော်တည်တည်ချာချာလေးနားလည်အောင်လုပ်ပါမေးအဲ့ဒါလေးတခုအကြံပေးချင်ပါတယ်ထပ်ထပ်ပြီးတော့လဲမေးဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ဘူးတူတာတွေနဲ့ပေါ့နော်ခိုင်းခွန်နဲ့ပတ်သက်ပြီးတော့သတိပြုစရာသတိထားစရာလေးကိုလဲမေးထပ်ပြီးတော့ပြပြပေးသွားမှာမဟုတ်လို့ပေါ့နော်မေးအကောင် follow လေးလုပ်သွားလို့ရပါရဲ့ရှင့်ဟုတ်ကဲ့မင်းရဲ့ database ကမေးပါရှင့်ကျေးဇူးတင်ပါတယ်